အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောမနေ့ကလေးဖြစ်ပါစုဒီညကနေစုပေါင်းအောင်တောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ international break လေးမကြာခင်မှာတရားဝင်ပြန်ပြီးတော့ပြီးဆုံးမှာဖြစ်တော့တဲ့အတွက်ကြောင့်မဟုတ်ဒါကျွန်တော်တို့အဲ premier league ပွဲတွေကိုဒါကျွန်တော်တို့စမှာတော့ fa plus နဲ့စပါမယ်နော် fa plus ပြီးရင်တော့ကျွန်တော်ကြားရတယ်မှာ premier league ပြီးရင်တော့ဒါကျွန်တော်တို့ အဲချန်ပီယံလိဒါယူရိုပါလိဂေါ်ဖရန်လိတို့လည်းပြန်လာပြီပေါ့နော်အဲ့တော့အဲ့ဒီတွေမလာခင်မှာဒါကျွန်တော်ပြောလို့ရတဲ့ဥစားလေးတွေပြောထားအောင်မယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့မနက်မှာဒါကျွန်တော်ဖာဘီဇီရူမာနိုကဒါ breaking news တစ်ခုအနေနဲ့သူ့ရဲ့ YouTube ရဲ့ဒါကျွန်တော်တို့ podcast မှာပြောသွားခဲ့တာတစ်ခုရှိတယ်အဲ့ဒါကဒါ Manchester United အကြောင်းပဲပေါ့နော် Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့လာမယ့်ညရာဒီမှာတော့ market ratio ကိုအသင်းကနေအပြီးတက်ရောင်းချသွားတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကို Fabrizio Romano ကတရားဝင် confirm လုပ်လာခဲ့တယ်။ဒါကဘာကိုပြောချင်တာလဲ။အပြေက Manchester United တချို့သောပြည်သက်တွေနေတာကျွန်တော်တို့ market ratio တရားဒါလာမဲ့နေရာဒီမှာ Aston Villa အသင်းကနေပြီးတော့ Manchester United အသင်းစီကိုပြန်လာမယ်လို့တချို့လူတွေကထင်နေသေးတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာ Aston Villa အသင်းကလည်းရှိတာကျွန်တော် market ratio တွေဒါကျွန်တော်အနေထားအပြုမူဒါကျွန်တော်တို့အကျိုးစားခြင်းစိအကုန်လုံးကိုဒါကျွန်တော်ကြိုက်နှစ်သက်တဲ့အတွက်ကြောင့် market ratio ကိုတော့လာမဲ့နေရာဒီမှာ where you င်ခွင့်ပါတဲ့ပေါင်တန်း40တန်းဝယ်ယူပိုင်ခွင့်နဲ့အတူဒါကျွန်တော်တို့တရားဝင်ဝယ်ယူသွားတော့မှာဖြစ်တယ်လို့ဒါကျွန်တော်တို့ Fabrizio Romano ကတရားဝင် confirm လုပ်ခဲ့တယ်လို့ပြောလို့ရတယ်ဒီမှာပါအဲ့တော့လာမယ့်လွန်ရက်ဒီမှာ Manchester United ဒါကျွန်တော်တို့ကစားသမားအယောင်စီစဉ်ကအခုကတည်းကစလို့ရပြီလို့ပြောလို့ရတယ်ဒီမှာပါပါတယ်အဲ့တော့ Manchester United အသင်းနဲ့ဒါ market ratio တို့ကတော့လာမယ့်လွန်ရက်ဒီမှာတော့ဒါတခန်းရက်ဖို့အတွက်တည်ကြသွားပြီ market ratio ကလည်း Manchester United အသင်းကိုပြန်လာတော့မှာမဟုတ်လို့ Manchester United အသင်းကလည်း market ratio ကိုပြန်ခေါ်တော့မှာမဟုတ်ဘူးဒါ market ratio ကိုတော့ ကျွန်တော် Aston Villa အသင်းကလည်းကိုယ်တိုင်သဘောကျတော့ကျွန်တော်သူ့ရဲ့လက်ရှိပေါက်ဈေးအတိုင်းဖြစ်တဲ့ပေါင်30ကိုလည်းပေးသွားဖို့အတွက် ready ဖြစ်နေပြီလို့ကြားသိရတယ်ထဲမှာပါတယ်အဲ့တော့ဒီနေရာမှာဒါအာဘာဂရက်ရှိုးအတွက်ဒါကျွန်တော်တခုပဲစိတ်ဝင်စားစရာတခုရှိတာက Aston Villa ကဒီဈေးကိုပေးသွားမှာတော့မှန်တယ် market ratio အခုလက်ရှိရနေတဲ့လစာအတိုင်းပဲပေးသွားမှာလားတချို့တော့ Cola Fabrizio Romano ကဒီကိစ္စနဲ့ပတ်သက်ပြီးမပြောတော့ဘူးဒါပေမဲ့ကျွန်တော်တို့ကြားသိရတော့ဘောเนาะဒါကျွန်တော်တို့ ဒီနေ့မနက်ရဲ့သတင်းတွေအရဆိုရင် market ratio ကသူ့ရဲ့လက်ရှိရနေတဲ့လုခလာစာထက် short ယူသွားဖို့အတွက်ဝင်မလေးဘူးလို့သူဒီနေ့ကကျွန်တော်ဒါ telegraph ကနေရေးသားထားခဲ့တယ်အဓိကက market ratio အနေနဲ့သူ့အနေနဲ့သူဘောလုံးကစားဝေကြီးကြည့်တယ်သူ့အနေနဲ့ဒါကျွန်တော်လစာကအရေးမကြီးဘူးဆိုတဲ့ပုံစံမျိုးတက်ရောက်တယ်လို့ဆိုလို့ရမယ်တယ်မှာပါပါတယ်အဲ့တော့ market ratio ကဒါမဲ့နေရာဒီမှာသူကိုယ်တိုင်လည်း Aston Villa ကိုလိုလိုချင်ချင်ပြောင်းရွှေ့နေခြင်းနဲ့ဒါမဲ့ဂျာတမာတော့ market ratio က Manchester United အသင်းနဲ့ဒါကျွန်တော်တို့အာပြောရမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ဆက်ဆံရေးလေးတခုတို့လုပ်ချင်တယ်အဲ့တော့ အရှိမာရာမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒါကျွန်တော်တို့အက်စတန်ဗလာချန်ပီယံလိဝင်တယ်မဝင်ဘူးဆိုတာစိုးရင်စရာမလိုတော့ဘူးသူတို့အနေနဲ့အခုလက်ရှိမှာချန်ပီယံလိကွာတာဖိုင်နယ်တွက်သွားတာနဲ့ကိုနေအဲ့ဒီရတဲ့ပတ်စံနဲ့ကိုနေမာကတ်ရက်ရှိုးကိုဝယ်ယူနေတော့ဖြစ်ဒါပေမဲ့အဓိကဆောင်ကြီးရမှာတော့မာကတ်ရက်ရှိုးနဲ့အက်စတန်ဗလာတို့ရဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့ဈေးဆိုတာတဲ့အဲသူရဲ့လုခလာစာဈေးကိုမာကတ်ရက်ရှိုးဘယ်လိုလုပ်မလဲအခုလက်ရှိမှာကြားလာမာကတ်ရက်ရှိုးကတပတ်လုခလာစာ3သိန်းခွဲလောက်နေနေရနေတယ်အခုလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်တောင်30ရာခိုင်နှုန်းလား40ရာခိုင်နှုန်းလားမသိဘူးပေးနေရသေးတယ်ဖြစ်တယ်အဲ့တော့ ဒါ market ratio ကိုတကယ်တမ်းခေါ်ပြီးဆိုရင်တပတ်လောက်ခလာစာ3သိန်းခွဲပုံစံမျိုးကိုဒါကျွန်တော်တို့ဆရာကြီး Aston Villa တင်းတို့ပေးနိုင်ပါမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီမှာပါတယ်ဒါပေမဲ့လက်ရှိနောက်ဆုံး Fabrizio Romano ရဲ့ပြောပုံရဆိုတော့ market ratio ကတော့ Manchester United တင်းနဲ့တခမ်းရသွားတော့မှဖြစ်ပြီးတော့ Aston Villa ကစားသမားအပိသက်ဖြစ်သွားတော့မှဆိုပြီးတော့ Fabrizio Romano ကတရားဝင် confirm လုပ်ထားတယ်လို့ပြောလို့ရတယ်မှာပါအဲ့တော့အမှန်တမ်းပြောမယ်ဆိုတော့ my Chester United ပြည်သက်တဲ့ market ratio ကိုဒါအကုန်လုံးကတော့အငှားဆိုတဲ့ဒါအခုချိန်ထိပေါ့နော်ဒါအင်္ဂလန်သင်းကြီးမြင်တာနဲ့ဟာငါတို့ကစားသမား market ratio ပါနေတယ်ဆိုပြီးစိတ်သက်ထင်နေတော့မဲ့ market ratio နဲ့ Manchester United ကတော့ဒါတခမ်းရက်သွားပြီဒါတချို့ຢာတွေကဒါကျွန်တော်ပြန်လာမယ်ထင်မဲ့ပြန်မလာတော့ဒါတော့စိတ်မကောင်းစရာပဲပေါ့နော်အဲ့တော့လို့ပြောပါတော့ကျွန်တော်တို့ဒါနှစ်ဦးနှစ်ဖက်အတွက်အကောင်ဆုံးသော solution တစ်ခုဖြစ်မယ်လို့မြင်နေ market ratio အတွက်လည်းတော်တော်လေးကိုဒါအဆင်ပြေမဲ့ဒါကျွန်တော်တို့အမ်ဟို solution တစ်ခုပေါ့နော် market ratio လေးလက်ရှိမှာ Aston Villa အသင်းမှာပြောနေတယ် သူကိုယ်တိုင်ဒါကျွန်တော် Aston Villa အသင်းမှာဒါကျွန်တော်တို့အဲလူလူချင်းချင်းပြောင်းရွှေ့ခြင်းတဲ့အတွက်ကြောင့်ဒီပြောင်းရွှေ့ကဖြစ်လာမယ်လို့ Fabrizio Romano ကထပ်ပြီးပြောထားတယ်။အဲ့တော့လာစာကိစ္စကတော့ Fabrizio Romano ပြောထားတာဟုတ်တယ် Telegraph ကပြောထားတာလက်ရှိမှာ market ratio အနေနဲ့အကဲ၍ Aston Villa အသင်းသားသူကိုယ်တိုင် Manchester United ကပြီးတဲ့ဈေးပုံစံမပြီးနိုင်ဘူးဆိုလည်းရတယ်။ဒါစာချုပ်သူပြန်ချုပ်ပေးမယ်သူအနေနဲ့ကျွန်တော် double cup ပေါင်း2300နဲ့2သိန်းခွဲလောက်တိသူရှုပ်ပေးမယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ market ratio ကတော့ပြောမှာဆိုလိမ်မာပါတယ်။အဲ့လောက်ကြီးလည်းမဆိုးပါဘူး။ Jadon Sancho နဲ့တော်တော်လေးကိုခွာတဲ့အချက်ပေါ့နော်။အဲ့တော့ဒါ market ratio ကတော့ကျွန်တော်တို့ Manchester United တခန်းရ က်ပြီးဒါအက်စတန်ဗလာမှလည်းသူပြောတယ်အက်စတန်ဗလာကလည်းသူ့ကိုခွာမှာပြောတယ်ယူနိုက်တက်ကလည်းသူ့ကိုရောင်းအောင်ပေါင်တန်း40ရအောင်ပြအဲ့တော့ဒီအပြောင်းရွှေ့ကတော့အကုန်လုံးအတွက်ဒါကျွန်တော်ပျော်ရွှင်စရာဖြစ်မှာပေါ့နော်ဒါနှစ်ဦးနှစ်ဖက်ဒါ3 3 3 3ဘက်လုံးဒါကျွန်တော်တော်တော်လေးအစီအပြေမဲ့ဘက်လို့ပြောဒါပေမဲ့ ဘေးနားကဒါပြိတ္တတွေကတချို့ကြလည်းဝင်နေတာပေါ့နော်ဒါ market ratio လုံးဝပြန်မလာတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မို့တချို့ကြလည်းဒါနဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်မကောင်းဖြစ်နေလူတွေရှိပါတယ်အဲ့တော့ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်နောက်ဆုံး update ရတချို့သောကျွန်တော်မီးနေကြရဆိုလည်းကျွန်တော်ထည့်ပြီးပြောခြင်းနဲ့ video 5မိနစ်လေးပြည့်သွားအောင်လက်ရှိမှာဒါကျွန်တော်တို့လာမယ့်နွေရာသီမှာနောက်ထပ်တစ်ယောက်ဒါ Manchester United နဲ့ Simon ကစားသမားတစ်ယောက်လက်ရှိအသင်းကနေထွက်ဖို့ရှိတယ်ဆိုတော့သတင်းတွေတောင်းဖြပြထွက်ပေါ်လာတယ်။အဲ့ဒီသတင်းကတခြားသောသတင်းမဟုတ်အခုလက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းကနေပြီးတော့ Marseille ကိုပြောင်း င်းရွှေ့သွားခဲ့တဲ့ Mason Greenwood ပေါ့နော် Mason Greenwood ကိုလက်ရှိမှာဒါကျွန်တော်တို့လက်ရှိ မာဆေးယားကြားနေတဲ့သတင်းဒီအရာဆိုရင်လက်ရှိသူ့ရဲ့မူမမှန်တဲ့အပြုမှုတွေမူမမှန်ပြောတာကျွန်တော်တို့ဒါ sanction လို့ပဲဒါ attitude ကိုပြောတော့ attitude ကျွန်တော်မြန်မာလိုဘယ်လိုပြောမှာဒါအပြုမှုပဲပြောတော့အပြုမှုတွေကဒါကျွန်တော်တို့အဆင်မပြေတော့တဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ training တွေမှာလည်းဒါအဆင်မပြေတော့တဲ့အတွက်ကြောင့်လက်ရှိမှာဒါကျွန်တော်တို့မာဆေးက အသင်းပေါ်ရင်းနဲ့လည်းအဆင်မပြေတော့တဲ့အတွက်ကြောင့်မို့ဒါပြင်ကျွန်တော်ဒါရူဘာဒူဇာဘီနဲ့လည်းအဆင်မပြေတော့တဲ့အတွက်ကြောင့်လာမယ့်နေရာဒီမှာတော့မာဆေးကတော့ဒါကျွန်တော်မစ်ဆန်ဂရင်းဝူကိုရောင်းချသွားတော့မှာဖြစ်တယ်ဆိုပြီးဒါကျွန်တော်တို့အပြင်သစ်သမင်းစင်စာဖြစ်တဲ့လက်အီကွပ်ကနေပြီးရောရေးသားလာခဲ့တာတွေ့ရမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့မစ်ဆန်ဂရင်းနေနဲ့ train တွေကိုလာနောက်ကြတယ်တကယ်တမ်းကျွန်တော်တို့ဒါပွဲထွက်ကစားမယ့်ဥစားမယ့်ကစားသူအနေနဲ့ဒါ first line နဲ့မရရင်ဒီပြောက်ပြဿနာရှာတယ်ဒီလိုမျိုးကိစ္စတွေခဏခဏဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်မာဆေးအသင်းကလာမယ့်နေရာဒီမှာဒါကျွန်တော်မစ်ဆန်ဂရင်းဝူကိုရောင်းချသွားမှာဖြစ်တယ်အဲ့တော့ဘာလို့ဒီ ောင်း Manchester United တင်းနဲ့ထည့်ပြောရလဲ Mason Greenwood ရဲ့လက်ရှိဒါကျွန်တော်တို့အဲ မာဆေးက90ရာခိုင်နှုန်းပဲပိုင်မယ်ကျွန်တော်ဒါမန်ချက်စတာယူနိုက်တက်က90ရာခိုင်နှုန်းပဲအဲ့တော့မေဆန်ဂရင်းဟုတ်ကိုလက်ရှိမှာဒါကျွန်တော်တို့ခေါ်ချင်တဲ့ကလပ်တချို့ရှိတယ်တချို့တော့ကောလာဟာလာမှာကျွန်တော်တို့ဒါ RB Leipzig ကစိတ်ဝင်စားနေဆိုတဲ့သတင်းနေပြန်ဒါကျွန်တော်တို့ပြင်သစ်လီဂူဝန်ကပဲ Rennes တို့ဒါကျွန်တော်တခြားသောအသင်းတွေကလည်းစိတ်ဝင်စားနေပထမဒါကျွန်တော်တို့မေဆန်ဂရင်းရဲ့လက်ရှိခြေစွမ်းရတာကျွန်တော်အသင်းကြီးတော်များစိတ်ဝင်စားတယ်မမတ်ရ Juventus တို့ဒါ Bayern Munich တို့ကပါပေးပေါ့ Bayern Munich တို့ကပါစိတ်ဝင်စားတယ်ဆိုတဲ့အစင်ဒီဖြစ်လာခဲ့ပေမဲ့အခုလက်ရှိမာဆေးမှာဒါကျွန်တော်ဒီလိုမျိုးပြဿနာပုံစံမျိုးပြန်ဖြစ်လာတဲ့အတွက်ကြောင့်အသင်းကြီးရဲ့ Drome ကမှကျွန်တော်လက်ရှိမှာခြေဟိုလက်ဆောင်သွားခဲ့တယ်။မမေရ Mason Greenwood ကို ကြားထဲမှာတော်တော်လေးကိုခေါ်ကျင်တာတော်ပေါင်တန်း40နဲ့45သုံးပြီပေါ့ဘယူရိုတန်း40 50ပတ်ချလေးဝင်းကြမှာခေါ်ကျင်နေတာကျွန်တော်တို့အဲအသင်းတသင်းလည်းရှိတယ်အဲ့အသင်းတသင်းကတော့ဘာဆိုနာတဲ့ပဲဘာဆိုနာတဲ့နဲ့မမက်ရဂိတ်တို့ကရာဖင်ညာကိုဆုံရှုံခဲ့မယ်ဆိုမေဆင်ဂရူကအဲ့ရာဖင်ညာရဲ့ replacement အနေနဲ့ကတယောက်တို့တို့အနေနဲ့ယူဆတယ်ဒါပေမဲ့ Farren Torres ကိုပဲအဲ့တော့ Manchester United ကပထမကဒါကျွန်တော်တို့ Mason Greenwood ရဲ့အကဲအပြောင်းရွှေ့တာဖြစ်ခဲ့မယ်ဆို90ရာခိုင်နှုန်းဆိုမှာဗျ Euro တန်း40 Euro တန်း50ဆိုပဲ25တန်းလောက်ရမယ်အတွက်ကြောင့်မို့မျိုးမြတ်ရဖို့အတွက် ပြင်ဆင်ခဲ့တယ်ဒါပေမဲ့အခုလက်ရှိမှာဒါကျွန်တော်သူ့ရဲ့ဒါထုံးဝမ်းတိုင်း အချင်းဒီဒီမကောင်းဘူးဒါကျွန်တော်မာစေးမှာပြဿနာတွေတက်မှုကြောင့်မလို့မစ်ဆင်ဂရင်းဝူရတာကျွန်တော်အပြောင်းရွှေ့ကြတော့ဒါကျွန်တော်တို့ထင်တာတော့ကျွန်တော်အများကြီးများဘူးမရှိတော့အဲ့တော့ဘယ်လိုပဲပြောဒါကျွန်တော်ယူရို30 30လောက်ရအောင်ရောင်းမယ်ဆိုရင်တော့မယူနိုက်တက်ကဒါ15တလောက်ရမယ်တို့ကြောင့်မို့အများကြီးမရအောင်ဆိုလဲအလကားရတဲ့ပတ်စံမရောက်တော့မှနဲတာလည်းမဟုတ်ဘူးလို့ကျွန်တော်နည်းမြင်တယ်အဲ့တော့တချို့သောပြိသက်တွေကဒါယူနိုက်တက်ပြိသက်တွေကတော့မစ်ဆင်ဂရင်းဝူအကိမာစေးမှာအဆင်မပြေဘူးဆိုယူနိုက်တက်ကိုပြန်ခေါ်ပေးဖို့အတွက်ဒါကျွန်တော်တို့အဲ ကျွန်တော်တို့ဒါအင်္ဂလန်ပြည်သက်တွေတိတ်ပြောတာမတွေ့ဘူးเนาะကျွန်တော်တို့ဒါ international ကပြည်သက်တွေက mission group ကိုဒီလိုမျိုးတွေပြောနေတာကိုတွေ့ရမယ်ဒါပေမဲ့ဘလို့ဘလို့ရှိမှကျွန်တော်တို့မသိဘူးဒါလည်းရှိမှတရင်အရဆိုရင် mission group ကို united ကလည်းလုံးဝလုံးဝပြန်ခေါ်ဖို့စဉ်းစားမရှိဘူးဒါအပြင်ဒါမာဆေးကရောင်းတဲ့ပတ်စံကိုတော့ united ကဒါကိုပူမျောတယ်ဗောနောခုနပြောသူသူအသင်းကိုသူပြန်ခေါ်တာတဲ့ဆိုင် united တို့အဖွဲ့ကဒါလည်းရှိ mission group ကိုရောင်းလိုက်ရတဲ့ပတ်စံကိုဒါ90ရာခိုင်နှုန်းကိုသူတို့ကပူပြီးမျောတဲ့တယ်မှာပါအဲ့တော့လာမယ့်ညတွေကဒီမှာ united အသင်းကကစားသမားအယောင်မှာမျိုးမြဲရဖို့ရှိတယ်ကျွန်တော်လည်းရှိမှဒါ channel ကစားသမားတွေတော့မသိပေမဲ့ မာကတ်ရက်ရှိုးရဲ့အပြောင်းအရွှေ့ကပဲကိုမန်ချက်စတာယူနိုက်တက်အသင်းကပေါင်သန်း40လောက်နီးနီးရဖို့အတွက်ရှိတယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းတို့ကဒါကတော်တော်ကြီးကိုအဆင်ပြေတဲ့အအခြေအနေတစ်ခုလို့ပြောလို့ရတယ်။အဲ့တော့မာကတ်ရက်ရှိုးကတော့ပြန်လာမယ်ဆိုတဲ့သတင်းတွေကပြန်မလာတော့ဘူး။ထားသွားပြီ။ ပေါ်မှာလုလို့မရတော့ဘူးလို့ပြောပြဆိုလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4E တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4E တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မဆော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောင် မြန်မြန်ကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုးတမာရဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုးတမာရဲ့မြန်မြန်ကလစ်ပြီးကြမှာဗျမြန်မြန်ကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်ဒီဖို့ဗျ